ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Veronica ကိုပွဲရှာနေပြီနဲ့ Time Fight Promotion အကြောင်းကိုတင်ဆက်ပေးမှာပဲအိကနဲ့ Time Fighter Junior Fighters တို့ထိုးသတ်ခဲ့တဲ့တပတ်တောင်ကျော်လာခဲ့ပါပြီဒါပေမဲ့အခုချိန်ထိဖြစ်နေသေးတဲ့ထိုးနှက်မှုတွေရှိနေပါသေးတယ်ထိုးသက်ခဲ့တဲ့ကာယကံရှင်ဖိုင်တာနှစ်ယောက်လုံးကအဆင်ပြေပြေဖြစ်နေပြီမယ်မစီမဆိုင်ပွဲချနေတဲ့အဖွဲ့ကရှိနေပါလေဖရိုနီကာကဂျူနီယာဖေဒက်စ်ကိုနိုင်ပြီးတော့ Veronica ကိုအနိုင်ရတဲ့ Time Fighter Fasine ကပို့ထတင်ပါတယ်။ Fasine နေနဲ့သူမဟာ Veronica ကိုအနိုင်ရဖူးတယ်ဆိုတဲ့အကြောင်းကိုတကူးတကပို့တင်ရေးသားခဲ့တာပါ။သူမဟာဒိုင်ဘက်လိုက်လို့နိုင်တာပြိဿအလုံးတီထားပြီးသားပါ။အဲဒါကြောင့်မြန်မာပြိဿတွေက Time ပြိဿတွေကပါ Why me ဝုန်းလိုက်တော့အဲ့ဒီ post ကို Fasine ကပြန်ဖြတ်သွားပါတယ်။အခုနောက်ထပ်ပွဲရှာလာတဲ့အဖွဲ့ကရှိလာပြန်ပါပြီ။အဲ့ဒါကတော့ Veronica အရင်ထိုးတက်ခဲ့တဲ့ Time Fight Promotion ဖြစ်ပါတယ်။ Time Fight ကမနေ့က သူတို့ရဲ့ဆိုရှယ်မီဒီယာကနေ Veronica ရဲ့နိုင်ပွဲဆက်ဆံခြင်းကိုရပ်တန့်နိုင်ခဲ့တဲ့ဖာဆိုင်ဖြစ်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ post တင်သွားပါတယ်အကယ်၍ဖာဆိုင်ပွဲရှိလို့ဒီဗီဒီယိုကိုတင်လက်ခံလို့ရပါသေးတယ်။အခုက Time Fighter မရဲ့ပွဲကလည်းမရှိပါဘူး။ဒါဟာတတ်တတ်ကို Veronica ကိုကလိနေတာပါ။ Time Fighter ရဲ့အပြုတ်မှုတွေကတကယ်ကိုကလေးဆန်ပါတယ်။ ။ Time 5ဆိုတာ Time Region နဲ့ promotion တွေထဲမှာနာမည်အကြီးဆုံးနဲ့အောင်မြင်ဆုံး promotion တစ်ခုဖြစ်ပါလေ။ဒါမဲ့အခုလို fighter တယောက်ကိုတိုက်ခိုက်နေတာကြည့်ရတာအကြီးတန်းတော့မှလည်းတကယ်ကိုရုပ်ပေါက်ပါလေ။ Veronica ကတော့ဒီကိစ္စတွေကိုဘာမှခွန်းတုံပြန်ထားခြင်းမရှိပါဘူး။တို့ပေမဲ့ Veronica ရဲ့ချင်းပိုင်းရှင် Tiger မွေထိုင်းပုံနာကတော့မတည်ဝဲပြန်ထိုးမလားဆိုပြီးထဲ့မေးလိုက်ပါရင် ိုင်းဖိုင်ရဲ့လုံရက်တွေကတကယ်ကိုအရှက်ရစရာကောင်းပါလေ။အကယ်၍အခွင့်သာခဲ့ရင်အဲ့ဒီဖာဆိုင်နဲ့မကြည့်ပွဲပြင်တယ်စေချင်ပါလေ။မှတ်လောက်သားလောက်အောင်ပညာပေးစေချင်ပါလေ။ဘလို့ရီဆက်ဖြစ်လာအောင်လဲဆိုတော့ဆက်လက်စောင့်ကြည့်သွားကြရမှာပါ။ဖရိုနီကာကတော့ဒီကိစ္စလေးနဲ့ပတ်သက်ပြီးဘာမှတုံ့ပြန်ထားခြင်းမရှိပေမဲ့ Time Fight ကတော့အခုချိန်ကလစ်နေဆဲဖြစ်ပါတယ်။ ဖရိုနီကာနဲ့ဖာဆိုင်တို့ရဲ့ထိုးခဲ့တဲ့ဗီဒီယိုကိုပြန်တင်ခဲ့တာဖြစ်ပြီးဖရိုနီကာရဲ့နိုင်မဆက်ဆန်ရှင်ကိုရပ်တန့်နိုင်ခဲ့တာဖာဆိုင်ဖြစ်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ရဲ့ဆိုရှယ်မီဒီယာကနေကလိတာဖြစ်ပါတယ်ဒါဟာတတ်တတ်ကိုဖရိုနီကာကိုကလိတာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ Veronica True Promotion နဲ့လမ်းခွဲလိုက်တဲ့သူတို့အနေနဲ့မြန်မာပြည်သားအများပြားကိုဆုံးရှုံးလိုက်ရလို့မကျင်းတဲ့ပုံစံနဲ့ခနဲ့တာနေမှာပါ Veronica One Championship မှာတကယ်ကိုအဆင်ပြေနေပါပြီနှစ်ပွဲထိုးသွားပြီးနှစ်ပွဲလုံးကို Bonus တွေသိမ်းပိုက်ထားတာပါ ဖရိုနီကာနေနဲ့ time frame မှာထိုးလုံးအထက်ဆိုင်အများကြီးအကျိုးမြတ်တွေရှိနေတာပါ time frame မှာဆိုရင် one champion ship လောက်ထိုးကြည့်လဲမမြပါဘူး bonus လည်းမရှိတော့အခုဆိုရင် veronica နှစ်ပွဲပဲ one champion ship မှာထိုးရပေမဲ့ time frame မှာ7ဝ15ပွဲထိုးတော့တဲ့လောက်ကိုရရှိထားတာပါဒါတွေကိုကြည့်ရင် promotion အနေနဲ့ကွာခြားမှုကိုသိနိုင်ပါတယ်အဲ့ဒါကြောင့်မလို့ time frame promotion ဘက်ကမကျေနပ်ပဲ veronica ကိုခနဲ့တာဖြစ်မှာပါ တကယ်တမ်းဖာဆိုင်နဲ့ဗရိုနီကာတို့ထိုးတက်ခဲ့တဲ့ပွဲကိုမြန်မာပြည်သက်တွေအားလုံးလည်းသိမှာပါဗရိုနီကာနေနဲ့ဘလို့ထိုးတက်ခဲ့ရတယ်ဘလို့မျိုးနိုင်ပွဲရသင့်လည်းဖြစ်ပေမဲ့တိုင်းဖက်ကသူတို့ရဲ့ time fighter ကိုအနိုင်ပေးလိုက်တာဖြစ်ပါတယ်အဲ့ဒါကို far sign ကလည်းကုံစားပါတယ်အခု time fight promotion ကလည်းသူတို့ရဲ့ time fighter က veronica ကိုနိုင်မောဆက်မှတ်တမ်းကိုရက်တန်ပြနိုင်တဲ့ fighter ဆိုပြီးတော့ပဲထပ်မံလေတိုက်နေပါတယ်တကယ်ကိုရှိစရာလည်းကောင်းပါတယ်ဟာတာလည်းစံပါတယ် ဒါတွေကိုဗရိုနီကာကတော့ဘာမှခွန်းတုံပြန်ထားခြင်းမရှိပါဘူးလက်ရှိချိန်မှာအဲ့ဒီပိုးဆောင်မှာမြန်မာပြည်သက်တွေကတော့ဝင်ဝုန်းနေကြပါပြီတိုင်းပိုက်နေနဲ့တော့ဘယ်ချိန်မှာအဲ့ဒီပို့စ်ကိုပြန်ဖြတ်မလဲဆိုတာမသိရသေးပါဘူးတကယ်ကိုအရှက်ရက်စရာကောင်းပါတယ်ဘလို့ခင်းခြင်းတွေဆက်လက်ဖြစ်ပေါ်လာအောင်လဲဆိုတော့ဆက်လက်စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်ခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲနောက်မယ့်နေ့ဒီမှာလည်း MMA လောကနဲ့အားကစားလောကကနောက်ဆုံးရစိတ်ဝင်စားတဲ့အကောင်းတွေအကြောင်းအရာကိုတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရတဲ့ subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာအားလုံးပဲတာပျော်ရွှင်မှကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ